အလုံးမဲမိင်္ဂလာပါဒီနေ့နှုတ်ကပတ်တော်ကိုခံယူဖို့ရောက်လာတဲ့သူတယောက်ချင်းစီတိုင်းတင်းတို့ကိုဖရားခင်အထူးကောင်းချီးပေးပါစေဒီကာလရဲ့ဖရားရဲ့ကြွယ်ကားခြင်းဖရားရဲ့ဆောင်းမချင်းဖရားရဲ့လမ်းပြချင်းဖရားရဲ့ပို့ဆောင်ချင်းကောင်းချီးမိင်္ဂလာအလုံးစုံတင်းနဲ့တင်းမိသားစုပေါ်မှာတက်ရောက်ပါစေလို့ကျွန်မအထူးပဲနှုတ်ဆက်ပြီးကောင်းချီးပေးချင်တာဖြစ်တယ်အဲ့တော့ဒီနေ့နှုတ်ကပတ်တော်အဖြစ်တင်းအထူးပဲကောင်းချီးရမှာဖြစ်တယ်ဘာဖြစ်လဲဆိုတော့ကျွန်မဒီနှုတ်ကပတ်တော်ကိုပြင်ဆင်တဲ့အချိန်မှာကျွန်မဒီနှုတ်ကပတ်တော်အဖြစ်အထူးကောင်းချီးရတယ် အဲ့တော့ကျမလည်းကောင်းချီးရတယ်ဒီနေ့ကျမဝင်းခဲ့တဲ့အခါမှာသင်ကိုယ်တိုင်လည်းကောင်းချီးရမှာဖြစ်တယ်အဲ့တော့ကျမဒီနေ့မှာရုသရဲ့အသက်တာဒေကနေနှုတ်ကပတ်တော်ဝင်းခဲ့ခြင်းတယ်ဘာဖြစ်လဲဆိုတော့ရုသဝတ္ထုရဲ့အစကိုကျမတို့ကြည့်ကြည့်တဲ့အခါမှာ ကျမတို့ကြည့်ရအောင်ရုသဝတ္ထုအခန်းကြီး1ထဲမှာ ရူဒဝတ္ထုခန်းကြီးတဲ့အငယ်တက်ကနေတရားသူကြီးအုပ်ဆိုးသောကာလတယံယောအခာဣတွေလပြည်၌အစာအာဟာရခေါင်းပါ၍ယူဒပြည်ဘက်လင်မြို့သားတယောက်သည်မယားနှင့်သားနှစ်ယောက်ပါလျက်မောဘပြည်၌တဲခိုခြင်းကသွား၏ထိုသူ၏အမိကအိလိမလက်မယားအမိကနောမီသားနှစ်ယောက်အမိက မဟာလုံနှင့်ခိလျုံသည်သူတို့သည်ယူဒပြည်ဘက်လင်မြို့ဣဖရက်အယက်သားဖြစ်လျက်မောဘပြည်သို့သွား၍နေ ကြ၏နောမီဤခင်ပွင်အဲလိမလက်သည်တေ၍မယားနှင့်သားနှစ်ယောက်တို့သည်ကြံရစ်ကြ၏သားတို့သည်မောဘပြည်သူအော်ရပနှင့်ရူတအမိရှိသောမိမနှစ်ယောက်တို့နှင့်ဆုံဖက်ခြင်းကိုပြု၍ထိုပြည်မှဆယ်နှစ်ခန့်မြတ်နေပြီးမှထိုသားနှစ်ယောက်မဟာလုံနှင့်ခိလုံတို့သည်တေ၍နောမီသည်သားမရှိခင်ပွင်လည်းမရှိကြံရစ်လေ၏ တော့ကျမနီးခုနအငယ်ငါးထိကျမတို့ဖတ်သွားတဲ့အခါမှာရူတာဝတ္ထုရဲ့အစကို အခန်းကြီး၁ကနေအစပြုတဲ့အခါမှာရူတာဝတ္ထုရဲ့အစသည် ဝန်းနေခြင်းနဲ့စတယ်ရူတာဝတ္ထုရဲ့အစသည်ဆုံးရှုံးမှုနဲ့စတယ်ရူတာဝတ္ထုရဲ့အစသည်ခြေကွဲเสียဇလန်းတပုံးနဲ့စတယ်ဆိုရရောကျမတို့တွေ့ရတခါတလေမှာကျမတို့ရဲ့ဘဝအစကခက်ခဲပါ ဟုတ်လားကျွန်တော်တို့လုပ်ငန်းစတဲ့အချိန်ဒီမှာခက်ခဲတဲ့အရာတွေကြုံရတယ်မိတ်ဆွေအပေါင်းအသင်းတွေမရှိဘူးအရင်းအီးတွေမရှိဘူးဘလို့မျိုးအစပြုပါမလဲမသိတဲ့အချိန်တွေအများကြီးရှိတယ်အမေကျမအားပေးချင်တယ်ကျမတို့ရဲ့အစကဘလောက်ပဲခက်ခဲပါစေ ကျမတို့ရဲ့အစကဘလောက်ပဲဆုံးရှုံးမှုနဲ့စနေပါစေကျမတို့ရဲ့အစကဘလောက်ပဲဘလို့ပုံစံပဲခြေခွဲเสียဖြစ်ရနဲ့ချုံနေပါစေတေချာတဲ့အရာတစ်ခုက အဆုံးထိ အဆုံးတက်မှာ တင်ကဆက်ပြီးဆုံးရှုံးမှာမဟုတ်ဘူးအဆုံးသတ်မှာတင်ဆက်ပြီးခြေခွဲနေရမှာမဟုတ်ဘူးအဆုံးသတ်မှာဒီပုံစံနဲ့ပဲတင်အဆုံးသတ်ရမှာမဟုတ်ဘူးအဲ့တော့ရူတာဝတ္ထုကခန်းကြီး1 3အခန်းကြီး4အထိပဲပါတယ်ဒါပေမဲ့အန်အိုးစရာကောင်းတဲ့ဖြစ်ရတခုကဘာလဲဆိုရူတာဝတ္ထုရဲ့အဆုံးအခန်းကြီး၄ဒီကောင်းကြီးမိင်္ဂလာနဲ့အဆုံးသတ်တယ်ရူတာဝတ္ထုရဲ့အခန်းကြီး၄ဒီအန်အိုးစရာ ဖခင်ရဲ့ကောင်းကြီးအံ့ဩစရာယေရှုခရစ်တော်ကို မွေးဖွားတဲ့ဆွေတော်စင်မျိုးတော်ဆစရင်ကို ပြန်လဲအစပြုတဲ့နေရာ ဖြစ်လာတယ်။အာမင်။ဟာလေလုယာ။အဲ့တော့ကျွန်မဒီမှာအားပေးခြင်းတဲ့အရာကသင်္ဘောဝကိုခက်ခဲတယ်ဆိုပြီးဒီတိုင်းနဲ့အဆုံးမသက်ပါနဲ့။တင်ပေါ်ကကိုဆုံးရှုံးမှုတွေကြုံရတယ်ဆိုပြီးဒီတိုင်းနဲ့လက်လွတ်စပယ်အသက်မရှင်ပါနဲ့ ။သင်ရဲ့အနာဂတ်မှာအောင်မြင်ဖို့ရှိသေးတယ်။သင်ရဲ့မနှက်ဖြန်ဆိုတဲ့အနာဂတ်မှာအောင်မြင်နိုင်သေးတယ်။သင်ရဲ့မနှက်ဖြန်ဆိုတဲ့အနာဂတ်မှာကျွယ်ဝနိုင်သေးတယ်။သင်ရဲ့မနှက်ဖြန်ဆိုတဲ့အနာဂတ်မှာဖျားနဲ့အတူဆက်ပြီးခြေလှမ်းလမ်းမယ်ဆိုရင်ဒီနေ့သင်ဟာအောင်မြင်တော်သူတဲ့အောင်မြင်တော်သူဖြစ်လာနိုင်သေးတယ်။ဟာလေလုယာကျမ်းစာကျမတို့ကိုပြောတယ်ကျမတို့ကခရစ်တော်ရဲ့စိတ်ဝိညာဉ်ကိုခံရတော်သူဖြစ်တယ်လို့ပြောတယ် အဲ့တော့ခရစ်တော်ရဲ့စိတ်ဝိညာဉ်ကဘလို့မျိုးလဲခရစ်တော်ကငါအားနေတယ်လို့သူမတွေးဘူးခရစ်တော်ကငါမလုံးနိုင်ဘူးလို့သူမတွေးဘူးခရစ်တော်ကငါဆုံးရှုံးပြီငါထပ်ပြီးအောင်မြင်နိုင်တော့မှာမဟုတ်ဘူးလို့သူမတွေးဘူးအဲ့တော့ခရစ်တော်ရဲ့စိတ်ဝိညာဉ်ကိုခံရတဲ့တဲ့နဲ့ကျမကအဲ့ဒီအတွေးခေါ်ကျမတို့ဖယ်ရှားဖို့လိုတယ် ရစ်တော်ကအဲ့လိုမတွေးဘူးဆိုကျွန်တော်လည်းမတွေးဖို့လိုတယ်ခရစ်တော်ကဘယ်အချိန်မေးမေးသူ့ကိုယ်သူ king တယောက်လိုအသက်ရှင်တယ်သူ့ကိုယ်သူ king mindset ထည့်သွင်းထားတယ် hallelujah အာမင်အဲ့ဒီစိတ်ဝိညာဉ်ကိုကျွန်တော်တို့ရဖို့ရန်အတွက်လိုအပ်တယ်အဲ့တော့ဒီကဏ္ဍမှာကျမတို့ဒီရူတာဝတ္ထုထဲမှာရူတာကအာနေသောသူအဖြစ်ကနေအာချီသောသူအဖြစ်ကိုပြောင်းလာတယ်ဆိုရအောင်ကျမတို့တွေ့ရတယ် ရူတာရဲ့ဘဝရဲ့အစကမှန်တယ်သူအိမ်ထောင်ကြတယ်ဒါပေမဲ့သူ့ရဲ့မျိုးရိုးသူ့ရဲ့ background ကတော့ကောင်းချီးမရှိတဲ့မျိုးရိုးဖြစ်တယ်လူတွေကပြစ်ပေခံရတဲ့မျိုးရိုးဖြစ်တယ်ချိန်ချင်းအမိန်လခံရတဲ့အမျိုးကနေစဉ်သက်လာတဲ့အမျိုးသမီးဖြစ်တယ်ပြီးတော့သူယူလိုက်တဲ့ယောက်ျားကလည်းတော့ဒါမဟာလူလို့ခေါ်တယ်မဟာလူရဲ့အတိတ်ဘဲက weakness အားနေသောသူ ဒါဆိုရူတာကဘဝအစမှာဂရေဂိုကအမျိုးကိုကကောင်းချီးမရှိဘူးချိန်ချင်းအမင်္ဂလာနဲ့သွားရတဲ့အမျိုးဖြစ်ပါတယ်ဆိုမှအခုနော်အားနေတော့သူနဲ့ထပ်ပြီးအိမ်ထောင်ဘက်ပြုတ်တဲ့အခါမှာသူ့ဘဝကဒီထက်ပိုပြီးဆုံးရှုံးမှုတွေကြုံရတယ်တခါတလေမှာဆုံးရှုံးမှုတစ်ခုကနေထက်ဆင့်ကြုံရတဲ့အရာတွေရှိတယ်။ဝမ်းနေခြင်းတစ်ခုကနေထက်ကြုံရတဲ့အရာတွေရှိတယ်။ညူကမာမတို့ကျမတင့်ကိုအားပေးခြင်းအဲ့ဒါကတင့်ဘဝရဲ့အဆုံးမဟုတ် အာမင်ဒီနေ့ရှိသေးမနက်ဖြန်လဲသင်အောင်မြင်နိုင်သေးတယ်ဟာလေလုယာနေ့တိုင်းမှာဖခင်ရဲ့ကောင်းမြတ်ခြင်းရှိတယ်နေ့တိုင်းမှာဖခင်သခင်ရဲ့ကျေးဇူးတော်ရှိတယ်အာမင်အဲ့တော့ရူသကသူ့ဘဝကိုအဲ့လိုပုံစံနဲ့အစပြုပေမဲ့ရူသဝတ္ထုအခန်းကြီး1မှာနော်ကျမဒီအကြောင်းအရာလေးကိုဖတ်စေချင်တယ်အခန်းကြီး1အငယ်7မှာနောမီဤလင်အိလိမလက်ဤအဆွေအမျိုးတွင်အလွန်ရတတ်သောပောက်ဖော်တယောက်ရှိ၏ သူ ਈ အမိကဘောဇတိ Okay ဒီမှာကျမတို့နောက်ထပ်လူတစ်ယောက်ကိုတွေ့ရတယ်အဲ့လူကဘာလုပ်လဲဆိုရင်ဘောဇလို့ခေါ်တယ်အဲ့တော့ဘောဇကသူဟာဘလို့လူလဲဆိုရင် အလွန်ရတတ်သောသူလို့ဒီကျမ်းစာကသတ်မှတ်ထားတယ်အဲ့တော့ဒီမှာဘောဇကို အခြားသော version မှာအခြား version မှာဘလို့မျိုးသူကိုသတ်မှတ်ထားလဲဆို Great word နောက်ပြီးတော့ influence ရှိတဲ့လူတစ်ယောက်လို့သတ်မှတ်ထားတယ် လွန်မိုးနိုင်တော်သူအလွန်စည်းစိမ်ရှိတော်သူ ကြီးမားတဲ့အလွန်ရတတ်တော်သူဆိုပြီးမှကျမ်းစာကသူ့ကိုသတ်မှတ်ထားတယ်အဲ့တော့ကျမတင့်ကိုအားပေးခြင်းနဲ့သင်ဘဝကိုအရှုံးကနေအရှုံးမဲ့ဆက်တိုက်ကြုံရတယ်အရှုံးကနေအရှုံးမဲ့ဆက်တိုက်ကြုံရတယ်အရှုံးကနေအရှုံးရလက်တွေပဲတင်ရိုက်သိမ်းရတယ်ဒါမဲ့တင့်ကိုအားပေးခြင်းနဲ့သင်ဘဝမှာဘောဇာနဲ့တွေ့ဖို့ရန်တွေ့အရေးကြီးတယ် အားနေသောသူအဖြစ်ကနေတင်ဟာအာကြီးသောလူတယောက်အနေနဲ့ပြောင်းလဲခြင်းနေဆိုရင်တင်ဒီနေ့ဘဒူနဲ့ချိတ်ဆက်တဲ့လဲကအရေးကြီးတယ်။တင်ဘဒူနဲ့ဗဒင်ယံဖွဲ့တဲ့လဲကအရေးကြီးတယ်။တင်ဘဒူနဲ့ပေါက်ဖော်တဲ့လဲကအရေးကြီးတယ်။တင်ဘဒူနဲ့မိတ်ဆွေဖွဲ့တဲ့လဲကအရေးကြီးတယ်။တင်ဘဒူနဲ့အပေါင်းအသင်းလုပ်တဲ့လဲကအရေးကြီးတယ်။အဲ့ဒါကတင်အနာဂတ်ကိုအောင်မြင်စေလိမ့်မယ်။တခါတလေမှကျမတို့အရေးမကြီးဘူးဆိုတဲ့အရာတွေကကျမတို့ဘဝမှာအရေးကြီးဆုံးသောအရာတွေဖြစ်နေတတ်တယ် အာမိတ်ဆွေပဲငါတငယ်ချင်းပဲအပေါင်းအသင်းပဲငါဘသူပဲထထားပေါ့ငါရဲ့အိမ်တောင်ဘက်ပဲငါကြိုက်တဲ့သူယူမှာပေါ့ငါချစ်တဲ့သူယူမှာပေါ့မှန်ပါတယ်တခါတလေမသိအတွေးခေါ်တဲ့အမှန်ဆုံးလို့တင်ထင်သက်ပေမဲ့ဒါကျမတို့နှုတ်ကပတ်တော်ကိုပို့ပြီးမှလိုက်နာတင်တယ်နှုတ်ကပတ်တော်ကိုကျမတို့ပို့ပြီးမှ နေရာပေးတင်တယ်နှုတ်ကပတ်တော်ပြောတဲ့အရာကိုကျမတို့ပို့ပြီးမှအာယုံထဲဖို့လို့တယ် အဲ့ဒီမှာရူသားကအာနေတော်သူအဖြစ်ကနေသူကိုယ်တိုင်လဲမောဘပြည်သူတယောက်ဖြစ်တယ်ဂျင်းချင်းအမိလာခံရတဲ့အမျိုးကနေဆင်းသက်လာသူယူရဲယောက်ျားကလည်းမဟာလေ weakness အာနေတော်သူသူဘဝကအောင်မြင်နိုင်ခြင်းမရှိတော့ဘူးသူဘဝကတိုးတက်နိုင်ခြင်းမရှိတော့ဘူးသူဘဝကဒီပုံစံပဲဖြစ်နိုင်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့အခန်းကြီးနှစ်လဲရောက်တဲ့အခါမှာအပြောင်းလဲတွေစတင်ပြီးဖြစ်လာတယ်သူဘဝမှာဘောဇာနဲ့စပြီးတွေ့လာတယ် ်အေးသူဘဝမှာအာနေခြင်းအဖြစ်ဆိုတာမရှိတော့အဲကြောင့်မသိရဲ့နေရက်ကိုကျွန်မချိန်ညာစေခြင်းနဲ့ငါနေရက်ဒီမှာအာနေခြင်းမရှိရောက်ငါနေရက်ဒီမှာဆုံးရှုံးခြင်းမရှိရတော့ဘူးငါနေ့ရက်ဒီမှာယောဂါတွေမရှိရတော့ငါနေ့ရက်ဒီမှာဖခင်ကောင်းကြီးနဲ့ပူရှံရမယ်ငါဟာအလွန်ရတတ်တော်သူ ဖြစ်တယ်ငါဟာအားကြီးသောလူမျိုးဖြစ်တယ်အရေးကြီးတဲ့အရာကတင့်ကိုယ်တည်းအဲ့လိုမြင်ဖို့လိုတယ ်ခရစ်တော်ရဲ့စိတ်ဝိညာဉ်ကိုခံရပြီဆိုရင်အရေးကြီးကသင်ကိုယ်သင်အဲ့လိုမြင်ဖို့လိုတယ်အာမင်အဲ့တော့ဒီမှာကျမတို့ဖခင်တခင်ကပေးမယ်ဆိုတဲ့ဂတိတော်ပြီကိုတွားပြီးမှစုံစမ်းတဲ့လူ၁၂ယောက်ရှိတယ်အဲ့ဒီ၁၂ယောက်ထဲမှာနှစ်ယောက်ကကြတော့သူတို့ကိုသူတို့မြင်တဲ့အမြင်ကဘုရားသခင်ငါတို့ကိုပေးမယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့ငါတို့အခုချက်ချင်းသွားတိုက်ရင်တောင်မှငါတို့အောင်းနိုင်တယ်သူတို့မှအဲ့ဒီအမြင်ရှိတယ် ဘုရားခင်ငါတို့ကိုပေးမယ်လို့ပြောထားတဲ့ကြောင့်မလို့ငါတို့အဲ့ဒီစကားကိုယုံတယ်။ငါတို့ဟာအောင်းနိုင်တော်သူ ဖြစ်နိုင်တယ်။ငါတို့ဟာဒီနေမျိုးကိုဒီပြည်နယ်ကိုငါတို့အောင်းနိုင်တယ်။ငါတို့တိုက်ရင်ငါတို့လုံရင်ဖြစ်နိုင်တယ်လို့သူတို့ယုံကြည်ရဲ့။ဒါပေမဲ့ဂျန်နဲ့ဆယ်ယောက်ကကြတော့သူတို့ကိုသူတို့အမြင်ကမဖြစ်နိုင်ဘူးမလုံနိုင်ဘူးအားနေတယ်။သိငယ်တယ်ရှုံးနေမှာပဲဒီယာကိုဆက်လုံနေရင်ငါဆက်ပြီးမှဆုံးရှုံးနေအောင်မှာပဲလို့သူတို့ကသူတို့အဲ့ဒီအမြင်နဲ့မြင်တယ် ်ခရစ်တော်ရဲ့စိတ်ဝိညာဉ်ကိုခံရတဲ့သူအနေနဲ့တင့်ကိုယ်တည်းအဲ့လိုမမြင်သင့်ဟာလေလုယာအဲ့တော့တင့်ကိုယ်တည်းမြင်မြင်တဲ့အမြင်ကဘာလဲဘုရားခင်ကပြောထားရင်ငါဒီအရာကိုငါလုပ်နိုင်မယ်ဟာလေလုယာအဲ့လုပ်တဲ့အခါမှာရလတ်ချက်ချင်းမရနိုင်လေရလတ်ချက်ချင်းမမြင်ရသေးရင်တောင်မှကျွန်မတက်ကိုအားပေးခြင်းတဲ့အရာကဆက်လုပ်ပါ အချို့ຢာတွေကဘုရားခင်တင့်ကိုတင်ပေးတဲ့အရာပြက်တယ်။တင်မတတ်မချင်း၊တင်မတိလာမချင်း၊တင်မကျွမ်းမကျွမ်းကျင်လာမချင်းဘုရားခင်တင့်ကိုတင်ပေးတဲ့အရာတွေရှိအချို့ကာလကိုကျွန်မတို့ဖြတ်တန်းရတယ်။ဖြတ်တန်းရတဲ့ကာလတွေရှိတယ်။ season တွေရှိတယ်။သူ့ကာလနဲ့သူရှိတယ်၊သူ့အချိန်နဲ့သူရှိတယ်။အဲကျွန်တော်တို့ဒီသနာကျမ်းအခန်းကြီး3ကကျွန်မတို့အချိန်ကာလနဲ့ပတ်သက်ပြီးတင်ပေးထားတယ်။စောင့်တက်ဖို့ဒီအချိန်ပြင်ဒီအချိန်ရှိတယ်ဆိုတာကျွန်မတို့တင်ပေးထားတယ်။အရေးကြီးကကျမတို့ကအချိန်ကာလတွေအထိမှသွာလာတတ်ဖို့လိုတယ် အဲ့ကြောင့်တင့်ကိုတင်အားနေတယ်လို့မမြင်ပါနဲ့တင်ရအနာဂတ်မှာတင်အောင်မြင်နိုင်သေးတယ်အာမင်အဲ့ဒီအားနေခြင်းအဖြစ်ကနေအရေးကြီးတာတင်ယုံထွက်လာဖို့လိုတယ်တင်ထွက်လာဖို့လိုတယ်တင်အားကြီးသောသူအဖြစ်ဖြစ်ချင်တဲ့ဆန္ဒရှိရမယ်အရေးကြီးဆန္ဒကအရေးကြီးတယ်တင်ရအမြင်ကအရေးကြီးတယ်တခါတည်းမှာတင့်ကိုအားနေစီတာကတင့်ကိုယ်ရရဲ့ရွေးချယ်မှုဖြစ်တယ် ။တင်ကိုတင်အဲ့ဒီအားနေတဲ့နေရာမှာမနေပါနဲ့။တင်ကိုတင်အဲ့ဒီအားနေတဲ့ position မှာမထားပါနဲ့။အကြီးမြတ်ဆုံးသောဖခင်ကတင့်အထဲမှာစိုးစံနေတာအဲ့ဒီပုံစံတိုင်းအသက်ရှင်ပါစတင်ပြီးမှတင့်ရဲ့အတွေးခေါ်တွေကိုစပြီးပြောင်းပါစတင်ပြီးတင့်ရဲ့နှလုံးသားတွေကို ပြောင်းပါစတင်ပြီးတင့်ရဲ့ပျော်ထုတ်မှုတွေကိုပြောင်းပါတင့်ရဲ့လှုပ်ဆောင်မှုတွေကိုစပြီးပြောင်းပါဒါဆိုရင်တင့်ဟာအားနေတဲ့သူအဖြစ်ကနေအားကြီးသောသူအဖြစ်ပြောင်းလဲလာမှာဖြစ်တယ် ။သင်အားကြီးတဲ့အလုပ်တွေကိုလုပ်နိုင်မယ်။ကြီးမားတဲ့အရာတွေကိုသင်လုပ်နိုင်မယ်။ကြီးမားတဲ့အရာတွေကိုသင်တာဝန်ယူနိုင်လိုက်မယ်။ကြီးမားတဲ့အရာကိုဖျားသခင်နဲ့အတူတူဒီလောကမှာသင်ဟာစိုးစံတော်သူဖြစ်လာမယ်။ကျွန်မသင်ကိုပြောပြချင်တယ်သင်ဟာစိုးစံတော်သူ ဖြစ်တယ်။အာမင်။သင်ဟာစိုးစံတော်သူဖြစ်တယ်။သင်ဆုံးရှုံးနေရတဲ့သူမဟုတ်ဘူး။သင်မအောင်မြင်မဲ့သူ မဟုတ်ဘူး။သင်ထိုးဖောက်မှုမရနိုင်တဲ့သူမဟုတ်ဘူး။သင်ဟာ လွှမ်းမိုးမှုရှိတော်သူ အောင်မြင်တော်သူစိုးစံတော်သူကြွယ်ဝတော်သူဖျားကောင်းကြီးနဲ့အတူဤလောကမှာဤမြေကြီးမှာတွာလာရမယ်သူဖြစ်တယ်အာမင်အကျွန်မကျွန်မဒီနှုတ်ကပတ်တော်ကိုစတင်ပြီးပြင်ဆင်တဲ့အခါမှာဒီနှုတ်ကပတ်တော်ကိုကျွန်မနော်စတာဒီလုပ်တဲ့အခါမှာဘုရားခင်ကျွန်မကိုစိတ်ချမှုပေးတယ်ဘုရားခင်ကျွန်မကိုစကားပြောတယ်ကျွန်မဟာဘယ်တော့မှအားနေတော်သူဖြစ်မှာမဟုတ် အာမင်ကျမရဲ့အတွေးခေါ်ထဲမှာလည်းကျမမထဲဘူးကျမမလုံနိုင်ဘူးလို့လည်းကျမမထဲဘူးငါပို့ပြီးမှအာကြီးတော်သူဖြစ်လာမယ်ဒီနေ့ငါဒီနေ့ငါလုံနိုင်တာထက်မနှက်ဖြက်မှာငါပို့လုံနိုင်အာမင်ဒီနေ့ငါကောင်းချီးခံစားရတဲ့အရာထက်မနှက်ဖြက်မှာပို့ပြီးကောင်းချီးခံစားရမယ်ဒီနေ့ငါကြားတဲ့သတင်းထက်မနှက်ဖြက်မှာပို့ကောင်းတဲ့သတင်းတွေငါကြားရမယ်ကျမအတွေးခေါ်အဲ့လိုပဲထဲထားတယ်ကျမရဲ့နှလုံးသားအဲ့လိုပဲကျမပုံရိုက်သွင်းထားတယ်ဟာလေလုယာအဲ့ဒီ wisdom ကပဲကျမအထဲမှာနေရာယူတယ် ။တင်ဟာဘယ်တော့မှဆုံးရှုံးမဲ့သူမဟုတ်။ဆုံးရှုံးတဲ့နေပဲကတင်နေပဲမဟုတ်။တင်ရဲ့နေပဲကအောင်မြင်တဲ့နေပဲကတင်နေပဲဖြစ်တယ်။ Hallelujah. Amen. အဲ့တော့နှုတ်ကပတ်တော်အားဖြင့်ကျွန်မကောင်းချီးပေးခြင်းနဲ့ဒီနှုတ်ကပတ်တော်အားဖြင့်တဲ့ရဲ့ life မှာအားနေခြင်းအဖြစ်ကနေအားချီးသောသူအဖြစ်ကိုဂူပြောင်းလာပါအဲ့ဒီ position မှာပဲနေပါအဲ့ဒါကတဲ့ရဲ့နေရာမှန်ဖြစ်တယ်။နှုတ်ကပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းဖခင်အထူးကောင်းချီးပေးပါစေ။